မကွေးတိုင်းပေါ့မြို့နယ်နဲ့မြိုင်မြို့နယ်တွင်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်မှစစ်မှုထမ်းတဲ့၄ဦးလက်နက်ခဲယမ်းများနဲ့တူအလင်းဝင်ရောက်ခဲ့ကြောင်းအဆိုပါစစ်ကြောင်းကကျေးရွာများကိုဇက်တိုက်စီးနှင်မိရှုဖျက်ဆီးနေကြောင်းအညာမြေတပ်ပေါင်းစုနဲ့မြိုင်ပကဖားတို့ကဒီကနေ့ထုတ်ပြန်ပါတယ်။နိုဝင်ဘာ23ရက်နေ့ကပေါ့မြိုင်ကြားအင်အား300ခန့်ပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းမှပါဝင်လာတဲ့တပ်မ69လက်အောက်ခံခလာရ418တပ်ရင်းမှာ စစ်မှုထမ်းအပတ်စဉ်25တတသည့်ပြည်စုံဟင်းဟာအညာမြေတပ်ပေါင်းစုထံအလင်းဝင်ရောက်ခဲ့ပါတယ်။၎င်းက MA1 တနတ်တလက်5.56မမ G420 တောင်း40မမဘုံ6လုံးကြီပေါက်9ခုအင်နာကဘုံ2လုံးလက်ပစ်ဘုံ2လုံးတို့ယူဆောင်လာခဲ့ပြီးယခုခါစစ်စေးမင်းမြန်းဆောင်ရွက်လျက်ရှိကလူခွေရေးဆန်နှုံများနဲ့ညီကောင်းစွာထိမ့်သိမ်းဆောက်ရှောက်ထားကြောင်းအညာမြေတပ်ပေါင်းစုက အတည်ပြုပါတယ်။ အဆိုပါတက်သားသည့်ရဝန်ခံချက်မှာစီရေရအရေးကြီးအချက်လက်များလဲပါဝင်ကြောင်းသိရပါတယ်ထို့တူခလာရ၄၈၈၄၈၉တိုက်ရင်များမှာစစ်မှုရန်အပတ်စဉ်၁၂တက်သားသည့်တန်စဉ်တင်ထုံးနဲ့အပတ်စဉ်၁၁တက်သားအောင်မိုးတို့သုံးဦးမှလဲလက်နက်ခဲရများယူဆောင်လာပြီးမြိုင်ပကဖထံကိုလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ်စစ်မှုတန်းတွေအားလုံးစစ်သားတွေအားလုံးကိုရဲရဲကြီးသာလင်းဝင်ကြဖို့ကျွန်တော်တို့ဆက်လက်ဖိတ်ခေါ်ပါတယ် အလင်းဝင်လာသူတိုင်းကိုလူခွင့်ရင်းနဲ့အညီလုံခြုံရေးအပြည့်အဝပေးထားပါတယ်လို့အညာမြေတပ်ပေါင်းစုတာဝန်ရှိသူကပြောပါတယ်တစ်ဖက်မှာဆိုပါစစ်ကြောင်းဟာပခုတ်ခူမြိုင်ပေါ့မြုံနယ်များအတွင်ကြေးရွာများကိုဆက်လက်မိရှုဖျက်ဆီးလျက်ရှိပါတယ်နိုဝင်ဘာ23ရက်ကကဘာပြူကြေးရွာမှာထွက်ခွာလာတဲ့စစ်ကြောင်းဟာတဲကြီးရွာနတ်သက်ရွာအနီးမှာရှိတဲ့နေအိမ်များကိုမိရှုခဲ့ပြီးရင်းစစ်ကြောင်းကြောင့် ကျေးရွာ၅ရွာတည်းမှာဒေသခံများဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းအညာမြေတပ်ပေါင်းစုကဆိုပါတယ်။ယခုဖြစ်စဉ်များဟာစစ်ကောင်စီတပ်အတွင်းစစ်မှုရန်တပ်သားတို့များရဲ့စိတ်ဓာတ်ကျဆင်းမှုနဲ့ဒေသတွင်းတော်လှန်ရေးတပ်များရဲ့ထိန်းချုပ်မှုကိုထပ်မံအတည်ပြုလိုက်ခြင်းဖြစ်ပါတယ်ရှင်။